ွန်ထားခဲ့တဲ့ချစ်သူတွေကဘလုံးတဲ့နှစ်သိန်းစာလောက်ရှိတယ်။တွားတော့အားလုံးနဲ့ကိုယ့်ရဲ့ special player ပေါ့ဗျာ။အဲကြောက်လို့သာပြောတာ။ဘလုံးမှာစမူစာပုံချွန်။အော်ဒီလိုချွန်လေး။ကျွန်တော်ကဘောမွေးကိုမကြည့်ဘူး။မကြည့်ဘူး။မသိလည်းမသိဘူး။တကယ်ရိုးသားဆုံးပြောတာပါ။အဲ့တော့ရိုက်မဲ့ဆိုတဲ့အခါ ခက်ခဲများကြီးဖြစ်ပါတယ်အဲ့တော့ကိုကျန်းရှိကျန်းကျန်းနေယူရတဲ့ဘောလုံးမွေးနဲ့ပတ်သက်တဲ့သူတွေရှိရအာမေးမေးမြန်းရတာပေါ့နော်အဲ့လိုကြီးအခုအရင်ကတော့မသိရတဲ့စာတော့အခုနည်းနည်းလေးတော့သိသွားတာစမူစာပေါ့ဘလူးယောဘလူးယော442ချောအော်ဒီလိုချွန်လေးချွန်လေးချွန်လေးအဲကျွန်တော်ကာရက်တာဒီကားလည်းမတော့နဲပါတယ်ကျွန်တော်တရုပ်ဆောင်တာဘာလို့ကျွန်တော်ဒရိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်တွေကိုအများကြီးနေရာမယူထားဘူးအဓိက main ကကျင့်ရဲ့ ဟိုတွက်လက်တူရဲ့ကျွန်내ပါဝင်ကြတဲ့သူတွေပေါ့နော်သူတို့တွေပဲသူတို့ဇက်တွေပေါ့ကျွန်တော်ခါခါတစ်ဖြက်တစ်ဖြက်ဝင်လာတဲ့သဘောလေးပါပဲဟုတ်ကောင်းကြီးရတော့တေချာတကွတော့ကိုကျန်ပေါ့အဲဒါဘောလုံးကွဲဒီထဲမှာဘောလုံးကွဲနဲ့ပတ်သက်တိုင်းတော်တော်များပါတယ်အဲ့ဒါတော့ကိုကျန်ကတော့သူကလီဗာပူးဖန်ဖြစ်တဲ့အတွက်သူကကျွမ်းတယ်ကျွန်တော်ကဘောလုံးကွဲကိုမကြည့်ဘူးမကြည့်ဘူးမသိလည်းမသိဘူးတကယ်ရိုးသားဆုံးပြောတာပါအဲ့တော့ရိုက်မဲ့ဆိုတဲ့အခါမှာ ခက်ခဲများကြီးဖြစ်ပါတယ်အဲ့တော့ကိုကျန်းရှိကျန်းကျန်းနဲ့ယူရတယ်ဘလုံးမွေးနဲ့ပတ်သက်တဲ့သူတွေရှိရအာမေးမေးမြန်းရတာပေါ့နော်အဲ့လိုကြီးအခုတော့နောက်တစ်ဆက်ကကျွန်တော်တို့ရိုက်ကူးစဉ်အချိန်ကာလနဲ့အခုပြသတဲ့အချိန်ကာလကတော်တော်လေးအချိန်ကြာသွားပြီဆိုတော့အဲ့တုန်းကပွဲရက်လိုက်ကျွန်တော်တို့ကရေးပြီးရိုက်ပြထားတာဆိုတော့အခုနဲ့တော့နည်းနည်းလေးကွာသွားပြီပေါ့နော်အဲ့တော့ update တော့ဖြစ်မှာမဟုတ်တော့ဘူးအဲ့တော့လည်းပြည်သက်တွေနားလည်ခွင့်ပြုပြီးတော့ကြည့်ရှုပေးပါလို့ပြောချင်ပါတယ်ယူဟာဟာယူနေပါ မယူကြီးလို့မယူကြီးမယူမယူရှာဒီကရမအပေါ်လုံးပွဲကြောင့်တက်ကြအဓိကဒီရာကိုကျင်းနေတကယ်ဟိုသူတို့အသင်းဆွဲရှိတဲ့သူတွေတော့အဲ့လိုမျိုးနည်းနည်းတော့လောင်လိမ့်မယ်ထင်ပါတယ်အဲနားလဲပါလေနားလဲပါလေဆိုတာအများကြီးတော့မဟုတ်ဘူးနည်းနည်းပါတိသွားတော့ပေါ့အရင်ကအရင်ကတော့မတိရတဲ့ဆန်တော့ခုနည်းနည်းလေးတော့တိသွားတော့ပေါ့ပေါ်လုံးကိုဘာနဲ့ကန်ရမလဲခြေတော့နဲ့ခြေတော့နဲ့ကန် No ရှင်ဘက်နဲ့ကန်စမ်းပါအဲ့ဆိုဒီကီလိုလေးဟမ်အာဘလုံးသင်းကကျွန်တော်ထားခဲ့တဲ့ချစ်သူတွေကဘလုံးသင်းနှစ်သင်းစာလောက်ရှိတယ်ဘလုံးသင်းတိုင်လာတိုင်မောတိုင်ငါ့ကိုရေးဖန့်အောင်လုပ်နေပဲဒုက္ခပါဘုရားဘလုံးသင်းတိုင်မောဘုရားရေနှလုံးသုံးလုံးမှာရောကင်တော့တာလည်းရှိတော့မလားနဲ့နှလုံးကင်ပြီမယ် อ่าตัวတော့อารมณ์เนี่ยကိုယ့်ရဲ့ selection player ဘောရာအဲကြောက်လို့သာပြောတင်ရတဲ့ဘုံနဲ့ထွက်နေပါတော့နေရတယ်နေရတယ်ပြောတာအေးထွက်နေရဘောရာအဲ့ဒါလည်းပြန်လာတယ်ဘာဖြစ်လို့ဆိုရလဲဘော ပတ်သက်လို့မမူအားကြတော့သူကဟိုသူမတီးတတ်တဲ့ဒူရီကခက်ရှာရှာပဲဒူရီကအကုန်ရတယ်အာတခြင်းတစ်ပုဒ်ကိုချက်ချင်းဖန်တီးနိုင်တဲ့စမ်းအားရှိတယ်မျူးဇစ်နဲ့ပတ်သက်လို့ကတော့အရင်ကောက်ပါတယ်ဒီမှာသူ့ကိုကျွန်တော်မတကယ်တော့မျူးဇစ်ပရိုဒျူဆာအနေနဲ့ကျွန်တော်သူ့ဟောလှုပ်စေချင်တာပေါ့ဒါနဲ့သူဒီဇာကားတစ်ခါလုံးဝင်လေသူကကျွန်တော်နဲ့တူတူအာရေးတဲ့အချိန်မှာဘာညာရှိလဲဆိုတော့သူလည်းသိတယ်ဆိုတော့ကျွန်တော် AD အနေနဲ့အာသူ့ဆက်စတန်ဒါရိုက်တာအနေနဲ့ခေါ်ပြီးတော့သူ့ပညာ တင်းစင်ပေါ့လေဒီရုပ်ရှင်နဲ့ပတ်သက်လို့ तू သိအောင်ပေါ့ तू ကအရင်ကတေးဆောင်နေတယ်လို့ခဲ့ပူတာ dream back ကို तू လေးလေးလာချင်တယ်ဆိုတော့ဒီကားလေးကိုတော့ကျွန်တော်ဇက်လိုက်ပြီးတော့ तू ချင်းလေးအပ်တာပေါ့ဒီဇက်ဝင်တဲ့ချင်းလေး तू ရေးတာကောင်းပါတယ်ဒီခေါင်းကြီးခေါင်းကြီးဆိုတဲ့ချင်းလေးပေါ့နော် तू music fan ကလေးပုံစံလေးဆန်းဘောချစ်ပါဘောတို့တော့ဘောမြင်လို့ပါဘောကြီးမဆိုင်ဘောဘေးထွက်သွားတယ်ကျွန်တော်တွေ့သားသမီးတယ်ကျွန်တော်အကုန်လုံးတော့ အမြင်ဆွဲထည့်နေရတော့မဟုတ်ပါဘူးသူတို့နဲ့လိုက်တဲ့အဆောင်ရယ်ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ရဲ့စိုးရပါသူကြော်ညာရဲမယ်ဆိုလဲ client ကိုကျွန်တော်တင်ပြတယ်ဒီလူဒီလူဒီလူတွေသုံးမယ်အဆင်ပြေလားတကယ်လို့မဖြစ်ဘူးဆိုလို့ရှိရင်လဲဒါသူ့ရဲ့အာတဆင့်ဟုတ်ပေါ့ဈေးနှုန်းတက်တာတဲ့သူအားလုံးကသူ့ရဲ့တဆင့်မြင့်ပြီးဈေးကြီးတဲ့ဒါတော့ဟို customer ရဲ့ choice ပေါ့နော်ဆိုကြပါစို့ director ဆိုကျွန်တော် director ဆိုနဲ့အာ producer ရဲ့ choice ပေါ့ကျွန်တော်တော့တင်ပြတာပေါ့အဲ့တော့ toilet တို့ကတော့ကျွန်တော်အမြဲကျွန်တော်စိတ်ကူးထဲမှာရှိနေတဲ့ကျွန်တော်ဇက်တဘုတ်ဖန်တီးပြီးဆိုရင်သူဇက်ကောင်နေမှာဇက်ကောင်နေမှာပါပါနေရပေါ့သူတို့မအားရင်သာ အဲ producer နဲ့အလင်းမသိရင်တော့မပါဖြစ်တာပါ။တာသမီးတွေကြတော့ကျွန်တော်အဲ့လိုမျိုးဘယ်တော့မှမတင်ပြဘူး။တင်ပြလို့ရှိရင်ကိုကနန်းသူသားရယ်ဆွဲထည့်နေရတယ်ဖြစ်မှာဆို။ဟိုတာသမီးနဲ့ဒီတာသမီးနဲ့တော့ပုံသဏ္ဍာန်တော့ကွာတော့ပေါ့ကျွန်တော်ပြောရတာချင်းလက်ပြလုံလာချင်းကွာတော့အဲ့တော့ producer ကဟိုသူတို့ဟိုမပြောမချင်းမရွေးချယ်မချင်းကျွန်တော်မပြောအခုပြီးခဲ့တဲ့အဲကားဆိုလို့ရှိရင်အချစ်တဆုံလူသားဆိုတဲလေးကိုပါဖို့ producer က recommend ပေးတယ်အဲ့အတွက်ကျွန်တော်ထည့်ပေးတယ် အဲကျွန်တော်ဇလန်တို့အသိမကျွမ်းချင်ပါဘူးကျွန်တော်တက်နိုင်လောက်တော့အကောင်းဆုံးပြင်ဆင်ပါတယ်အတိကလေအဲ့တော့ရိုက်နေတဲ့အချိန်တုန်းကလေကျွန်တော်မူးမကုံသေးတော့လေအာကျွန်တော်ဇလန်နွဲကိုဒီဒီကကျွန်တော်ဘာပေါ့နော်18ပိုင်းပေါ့ရိုက်တဲ့အချိန်မှာကျွန်တော်မူးရော်ထဲမှာအာအချိန်ကလည်းတိတ်မပေးနိုင်တဲ့အခါကျတော့ တော်တော်လေးကိုတွန်းတွန်းတက်တက်လေးရိုက်ရတာဒီစားတဲ့ဘောလုံးဘွဲတွေဆိုရိုက်ရတာခက်တယ်လေဘောလုံးဘွဲဆိုနဲ့ဟိုဘက်ဒီဘက်အပြတွေကခက်တယ်ဆိုရရတဲ့ဘောလုံးဘွဲမဟုတ်နဲ့ကျွန်တော်ရူမတ်စ်လေးရိုက်ထားလဲပါပါတယ်အာကောမဒီပါတယ်ရူမတ်စ်ပါတယ်ပြီးတော့ဟိုဒရာမာလေးလည်းပါပါတယ်ကျွန်တော်စိတ်ကူးရင်ထားတဲ့ပုံစံလေးတွေကိုကျွန်တော်ကအာပြန်ပြီးတော့ချို့ရလေးကိုစအနေနဲ့ပြန်သေရထားရလေးရှိရပါတော့ပုံစံလေးတွေကတော့ဓမျိုးစီဆိုပရိသတ်တော့နှစ်သက်မယ်လို့တော့ တယ်ဗျဟုတ်ဒါတော့ကြီးမှာပဲပြိတ္တတွေရဲ့အကြိုက်ကဖြစ်မှာလေကျွန်တော်တို့ကတော့ဟိုကျွန်တော်တို့ဘာမှမချမပြရသေးခင်မှာအပြိတ္တတွေကြိုက်ပါလိမ့်မယ်လို့ကျွန်တော်ဇွတ်အာမမခံရဲပါဘူးကြိုက်ရင်လည်းအာကျွန်တော်ကြိုးစားကြိုးနှက်တာပါ